အကြီးကြီးနေဝင်ကိုနမူနာယူပြီးအကြီးကြီးလေးတန်းရွှေဖြစ်လာတယ်။အကြီးကြီးလေးတန်းရွှေကိုနမူနာယူပြီးအကြီးကြီးမင်းအောင်လိုင်းဖြစ်လာတယ်။ဘာနဲ့ကောင်းကြိုပြီးလို့တော့အကုန်လုံးဒါလူလူကိုဖိနှိပ်ခဲ့စိတ်ရဆွေးကောင်းနေပြီးဖြစ်လာတဲ့ကျင့်ဝတ်ထဲကလမ်းကြောင်းလို့ကျွန်တော်နင်းတယ်။ကျွန်တော်ငငယ်ကစစ်သားတိတ်ဖြစ်ချင်တာဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော်စပြီးတော့ဒီကျွန်တော်85မှာမွေးတဲ့အခါကျတော့ဗျာစာပြီး TV ပိုင်တဲ့အချိန် TV ကြည့်ခွင့်ရတဲ့အချိန်ပေါ့နော်ပိုင်တာမပိုင်တာမဟုတ်သေးဘူး TV ကြည့်ခွင့်ရတဲ့အချိန်တော့ TV နဲ့ ဒီရုပ်နေတရားကြည်ခွေရတဲ့အချိန်မျိုးမှာဆိုရင်ကျွန်တော်ပထမဆုံးကြည်ရတာမြန်မာစစ်တပ်ကဝါရထန်တည်င်းနေအဲမြန်မာစစ်တပ်ကဝါရထန်အမှတ်တမ်းရုပ်ရှင်တွေပေါ့နော်အင်မတန်နာမည်ကြီးတာ1988ဟောတည်သူရေရုံဘုံကြီးကိုတို့နာမည်ထက်ဖို့အတွက်ရိုက်ကူးထားတဲ့အဲလိုင်းကြီးလေထန်ဖြစ်ရမှန်ဆိုတဲ့ကားမျိုးတွေပေါ့နော်နောက်တစ်သွားလေးပဲတို့အဲရုံ88ကာလာအတွင်းမှာထစ်ခဲ့တဲ့နာမည်ကျော်တိုက်ပွဲကြီးတွေပေါ့နော်88မတိုင်ကာလာတွေ88ကာလာတွေမှာထစ်ခဲ့တဲ့ဒီမဲသောတိုက်ပွဲရောမိုင်းယန်းတိုက်ပွဲရောဆိုမြန်မာစစ်တပ်ကနေပြီးတော့ ဒီ area ကိုမှတ်တမ်းရိုက်ထားတဲ့ဟာတွေကိုကျွန်တော်အင်တန်ကြည့်ခဲ့ရပါတယ်အဲ့ဒါရင်တော့ဆို၈နာရီသတင်းပြီးရင်လာတယ်လေနောက်ကြတော့တခါကြတော့ဒီ match 29ရက်နေ့တော်လိုင်းနေပြီဆိုရင်တော်လိုင်းနေနေပြီဆိုရင်လေဒီညမဒီရုပ်ညင်တန်ကြာနေပြီးတော့နိုင်ငံတကာစစ်ကားတွေကိုတရခဲ့တာရှိပါတယ်ဥပမာဆိုရင်ဒီ The Guns of Netherlands လို့တော့နောက်ပြီးတော့ဒီ Queen ညဟိုကွေးညလား Queen ညလားအဲအဲတရာကြီးကို မိုင်းဖောက်ခွဲတဲ့ကားတော့ဘာလို့ဘာလို့ The River Queen လား အဲ့အဲ့အနေကိုကားတွေဒါဒီ match 29နဲ့နီးပြီဆိုရင်ကျွန်တော်ဖင်နေကျွန်တော်လည်းအတူတူကြည့်တယ်ပါတယ်ကြည့်တော့အဲ့ဒီကတော့ဗမာစာတန်းထိုးလားမထိုးလားကျွန်တော်မမှတ်မိဘူးဒါပေမဲ့အဲ့ကားတွေကြည့်ရတယ်ကျွန်တော်ကြိုက်တယ်ကြိုက်တော့ကျွန်တော်စစ်ကားကြည့်ရတယ်စစ်သားဖြစ်ချင်တယ်ဆိုရင်စိတ်မျိုးငငယ်တော့ထစ်ခဲ့ပါတယ်အဲ့တော့စစ်သားဖြစ်ချင်တယ်ဆိုတော့အယုတ်ဆိုရင်လည်းတနက်တည်းလေးဆော့တာပေါ့ဗျာတနက်တည်းလေးဆော့တယ်အဲကျွန်တော်မမရဆိုကျွန်တော်ဦးလေးတယောက်ကဒါစစ်တပ်မှာအလုပ်လုပ်ဘူးတော့သူချုပ်ပေးတဲ့စစ်ဝတ်စုံမြန်မာစစ်တပ်စစ်ဝတ်စုံလေးတော့ငငယ်တော့ရှိခဲ့ဘူးတယ်ဘယ်ရီကတ်တစ်လုံးလေးရှိခဲ့ဘူးတယ် အဲ့တော့အဲ့လိုအခြေအနေကနေကျွန်တော်ဒီအသက်တည်းနေကြီးလာတဲ့ကျွန်တော်အသက်၁၀နှစ်ကျော်ပေါ့နော် teenager เนาะဒီကနေတဆင်းဆင်းအသက်ကြီးလာတဲ့အနေအားကျွန်တော်ပတ်ဝန်းကျင်မှာရှိနေလူမှုဘဝအခြေအနေတွေတည်သူတွေအတွေ့အကြုံခံစားတာတွေနောက်ပြီးတော့ဒီငယ်ငယ်ပေါ့တော်တော်ငယ်တဲ့အွယ်မှာဟိုကကြုံတွေ့လိုက်ရတဲ့ဆက်ဆက်ရှင်လူလူရေးတော်ပုံကြီးရဲ့ အဲပုံရိပ်တွေဒါတွေအားလုံးပေါ့နောက်ဖက်ရှုမက်ရှုလေးလာတာရေနဲ့ဆက်ဆက်လာပြီးတဲ့အခါမှာမြန်မာစစ်တပ်ကတည်သူတွေပေါ်ဘလို့ဖိနှိပ်နေတယ်ဘလို့တက်ပြတ်နေတယ်အထူးသဖြင့်ကျွန်တော်တို့ဘာသာရေးလူနည်းစုတွေပေါ်အဲသူတို့အသက်မှတ်ထားတဲ့လူမျိုးကြားတွေကာကြားတွေအပေါ်နောက်နောက် sorry ဒီညမှာလိုအပ်လို့ကျွန်တော်တုံးပါတယ်နော်စိတ်နောက်ချက်ဖြင့်ခွင့်လွှတ်ပေးပါကလားတွေပေါ်သူတို့ဘလို့ကြင်ကြံတာတွေနောက်ပြီးတော့လူမျိုးစုတွေအပေါ်မှာလက်နက်ကင်တော်လိုင်းအပေါ်မှာသူတို့ဘလို့တွေအဲဖိစီးတာနှိပ်စက်တာနှိပ်ကွတ်တာဒါမျိုးတွေကျွန်တော်စသိလာရတဲ့အနေအထားကျွန်တော်မြန်မာစစ်တပ်ကို အဲကျွန်တော်ယွန်းလာပါတယ်ယွန်းလာရင်နောက်ပြီးတော့ရန်သူလို့လေကျွန်တော်တက်တက်ထိထိအဲဒီ session နဲ့မတိုင်ခင်ကာလတွေမှာကျွန်တော်တို့အတွက်တက်သားပြီးသားထစ်ခဲ့ပါတယ်အဲကြောင့်မို့လို့ကျွန်တော်ဘုရားတစ်ချောင်းလုံးမှာစစ်တပ်နဲ့ပတ်သက်တဲ့ကိစ္စတွေမြန်မာစစ်တပ်နဲ့ဆက်ဆံရမယ့်ကိစ္စတွေဆိုဝေါ်ဝေါ်ရှေးပြီးဝေးဝေးရှောင်နေပါတယ်အဲတော့ဒီလိုပဲစက်ပြောင်းရင်ဖက်လာမှတ်လာဖက်ရှုလေးလာလာရင်းနဲ့ရန်သူအကြောင်းသိဖို့ဆိုလေးလာလာရင်းနဲ့နောက်ကြတော့ကျွန်တော်ဘာတွေ့လဲဆိုသတင်းစာတွေထဲမှာကျင့်ဝတ်60စာမေးခွန်းဆိုတာလေးကိုကျွန်တော်ခဏခဏတွေ့ပါတယ် အဲ့တော့ကျင်းဝင်း60စာမွေးပွဲမှာအဲဘယ်အချိန်မြောက်ဥမာတော်လှန်ရေးနဲ့နီးလို့တက်မရုံနဲ့နီးလို့ပေါ့နော်တို့အခေါ်ဆိုရင်ကျင်းဝင်း60စာမွေးပွဲကျင်းပတာပါနဲ့အစတည်ဖြစ်မို့တရင်လိုက်ကျင်းပတာဆိုတော့အရင်တော့ကျင်းမုံတို့ညီမလေးတို့မှာပါတတ်ပါတယ်အဲ့ဒါဖိုင်ဖိုင်နေအော်ကျင်းဝင်းဆိုတယ်အော်ညီမစစ်တက်မှာတော့ကျင်းဝင်းဆိုတာရှိသားပဲပေါ့နော်ကျင်းဝင်းဆိုတာရှိသားပဲဒါမဲ့အဲ့ဒီချိန်တုန်းကတော့ဒီကျင်းဝင်း60ရာပါရီလေးဆိုတော့ကျွန်တော်ရှာဖွေပြီးလေ့လာမိတာမရှိဘူးဆက်ပြောရရင်တော့အထက်ကြီးလာတယ်ကျင်းဝင်းတွေကိုဖတ်လာတယ်ကျင်းဝင်းတွေကိုဖတ်ရတဲ့အချိန်မှာတော့အော် ာသားတွေပေါ်မှာတော့เนาะဒါတည်သူလူလူပေါ်တူချင်ရမေးကျင့်ဝတ်တွေเนาะလက်အောင်ငယ်သားပေါ်တူချင်ရမေးကျင့်ဝတ်တွေစသဖြင့်ဒီကျင့်ဝတ်တွေတွေ့တဲ့အခါကျတော့ဟိုကိုဘောကထက်သန်းလာတဲ့ဒီအတွေ့အကြုံတွေဖက်ရှုမရှုလေးလာထားတဲ့အချက်လက်တွေသိလာတဲ့အသိဉာဏ်တွေနှိုင်းရှင်နေတဲ့အခါကျတော့မြန်မာစစ်တပ်နဲ့မြန်မာစစ်တပ်ရဲ့ကျင့်ဝတ်နဲ့60ဆိုတာကျင့်ဝတ်60ဆိုတာနေရဗရာဒန်တန်တလန်ဟိုဘာမှမဆိုင်တဲ့အရာနှစ်ခုလို့ထင်တယ်ဘာလို့လဲဆိုတော့ကျင့်ဝတ်တွေမှာရေးထားတဲ့ဟာတွေနဲ့မြန်မာစစ်တပ်ကိုကျွန်တော်ငယ်စဉ်ဘဝတွေရဲ့ဂျုံတွေ့လာတဲ့မြန်မာစစ်တပ်ရဲ့ အဲပြုမှုဆောင်ရွက်ကျင့်ကြံပုံတွေနဲ့ဒီကျင့်ဝတ်60ဆိုတာနည်းကတခြားတခြားစီဗျာတကယ်တော့တခြားစီဖြစ်ဖြစ်နေတော့အော်ဟုတ်ပြီကျင့်ဝတ်60အင်မတန်အရေးကြီးတယ်တာမင်းဒီမှာစစ်တပ်ကဘာလို့ဒါတွေကိုမကျင့်သုံးတာလဲသူတို့စာမေးပွဲတွေလုပ်နေတယ်အဲဒီလောက်ဒါကိုလေခဏခဏသတင်းစာတွေမှာခေါင်းကြီးပိုင်းတွေမှာတခါတခါကြာရင်ဒီစစ်တပ်အကြောင်းပြောရဲမိကုန်းတွေမှာဒီကျင့်ဝတ်ဆိုတဲ့ကိစ္စတွေတွေ့ရတယ်ပေါ့နော်တွေ့ရတဲ့အခါကျတော့ညီမစစ်တပ်ကဘာကြောင့် ျင့်ဝတ်တွေကျင့်ဝတ်တွေပြောနေပြီကျင့်ဝတ်ကိုမလေးစားရလေမလိုက်နိုင်ပါလေဆိုတာလေးကိုကျွန်တော်ဆက်ပြီးလေ့လာမိပါတယ်အဲ့တော့လေ့လာမိတဲ့အခါကျတော့ကျွန်တော်ဒီကျင့်ဝတ်တွေအကြောင်းကိုသူတို့ပေးထားတဲ့စာအုပ်စာတမ်းပေါ့နော်ကျွန်တော်နှောက်ကြတော့ဒီစစ်တပ်ကထုတ်တဲ့စာအုပ်စာတမ်းနဲ့ကျွန်တော်ရှာဖွေဖတ်ရှုလေ့လာတာအော်အွန်လိုင်းမှာဆိုရှယ်မီဒီယာခက်ဘလော့ခက်ပါအွန်လိုင်းမှာရေးသားတာတွေတွေ့လာတွေ့တော့ဒီကျင့်ဝတ်တွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ကျင့်ဝတ်မှာကျင့်ဝတ်60လို့ပြောမယ်တော့အပိုင်း6ပိုင်းခွဲထားတာကိုခင်ဗျားတို့တွေ့ရတယ် အဲ့တော့ညီမစင်းတကယ်ကျင့်ဝတ်60မှာအပိုင်း6ပိုင်းရတော့ဘယ်လိုခွဲလဲဆိုတော့တည်သူလူလူကိုကျင့်ရန်ညင့်ဝတ်10ပါလက်အောင်ငယ်သားဖို့ပြုကျင့်ရန်ညင့်ဝတ်9ပါအကြီးကဲထားဖို့ပြုကျင့်ရန်ညင့်ဝတ်10ပါအခြားရေးဖို့နေရာဖို့ပြုကျင့်ရန်ညင့်ဝတ်10ပါရန်သူဖို့ပြုကျင့်ရန်ညင့်ဝတ်9ပါစစ်သည်တို့တူချင်းပြုကျင့်ရန်ညင့်ဝတ်20ပါနော်ဒါမျိုးတွေ့လိုက်တော့ဩဟုတ်ပြီဒါတို့ categorizing လေးတည်ချာချာလုပ်ထားတာပဲပေါ့နော်အဲ့တော့စပီးဒါကိုယ်ကလေးတည်သူဖြစ်တဲ့အခါကျတော့ညီမစစ်တက်ကတည်သူပုံဘယ်လိုညင့်ဝတ်တယ်နေညင့်ကြံလဲဆိုတာသိဖို့အတွက် ဒီတို့ရဲ့ပြည်သူလူထုကိုကျူးပြုတ်ချေရနိကျင့်ဝတ်စေပါ့ကိုကျွန်တော်ဆက်လေ့လာပါတယ်။နောက်ဆက်လေ့လာတဲ့အခါကျတော့ okay ရေးသားရဲ့စာသားတွေအင်တန်ကောင်းပါတယ်ခင်ဗျားတို့ဖတ်ကြည့်လို့လေရတယ်ရှာဖွေပြီးကျင့်ဝတ်60လို့ရှာလိုက်တာမျိုးခင်ဗျားတို့ Google မှာ search လိုက်တာမျိုးတွေ့ပါလိမ့်မယ်။ကျွန်တော်ဒီမှာနည်းနည်းလေးဖတ်ပြမယ်။အဲ့တော့နံပါတ်1ကပါလဲဆိုတော့ပြည်သူလူထုကိုကျင့်ရနိကျင့်ဝတ်စေပါတယ်မှာနံပါတ်1ကပြည်သူလူထုကိုတစ္ဆာဆောင်တိရိုသေပါတဲ့။မှန်တာပေါ့ပြည်သူကျွေးတဲ့ထမင်းကိုစားထားတာလေပြည်သူလူထုကိုတစ္ဆာဆောင်တိရိုသေရမှာပေါ့။အဲ့တော့ ပြည်သူလူထု၏အသက်အိုးအိမ်စီးစဉ်ကိုကာကွယ်စောင့်ရှောက်ဖို့ဟုတ်တယ်ဒါလေးတို့အလုပ်ပဲတရားကိုလောက်ရမယ်ပြည်သူလူထုနဲ့ယဉ်ကျေးစွာဆက်ဆံမှာရေလိုလလိုကျင့်မှာဆိုတဲ့ခါမျိုးလည်းတွေ့ပါတယ်အဲ့တော့ပြည်သူလူထုကိုယဉ်ကျေးစွာဆက်ဆံရမယ်ဆိုတာဒါမြန်မာစစ်တပ်နော်ကျွန်တော်တခြားလက်နက်ကိုင်အင်အားစုတွေနေကျွန်တော်နှိုင်းရှင်ပြီးပြောတာမဟုတ်ဘူးညမစစ်တပ်ကိုပဲကျွန်တော်ပြောတာဖြစ်တဲ့အတွက်ညမစစ်တပ်စစ်တပ်ကဒီကိုယ့်ရဲ့ပြည်သူလူထုတွေအပေါ်မှာဒါရေလိုလာလို့ကျင့်မယ်အေးညစေမယ်ပေါ့ဗျာအေးညစေတဲ့ကောင်းနေပေါ့အဲ့တော့ပြည်သူလူထုကြီးကြိုးစည်းဘော်ကိုဥစဉ်အစဉ်ဥထိတ်ထားပါ ်ပြည်သူလူထုကလောင်ကြောင်ခြင်းမထိမဲ့နေပြူခြင်းစော်ကားမော်ကားပြူခြင်းဆေးရဲတိုက်ထွာခြင်းကိုထိလက်ရောက်ကျူးလွန်ခြင်းနဲ့ချင်းချောက်ခြင်းတို့ကိုရှောင်ခြင်းပါမှန်တာပေါ့လက်နေကြီးကင်လာပြီးပြည်သူလူထုကို လောင်ကြောင်တာမထိမဲ့နေပြူတာနော်ဟောပါလေတေးရဲတဲ့ကောင်ထွက်ခဲ့တော့ PDF လီးပဲတော့ဘာတော့ဟိုမှာခင်ဗျားတွေ့မှာပါနော်ဟိုဒီຫນွေဥတော်လိုင်းစတော့လေမိဆက်ကြီးမှရေးွားတာနိုင်ငံတွေပေါ်မှာရေးွားတာအဲ့တော့ ်ဤသူလူတို့ကိုလက်နက်အားကိုတင်အနိုင်ကျင့်ခြင်းမှရှောင်ရှောင်ကျင်ပါတယ်ကျွန်တော်ဒီညမှာစစ်တပ်ရဲ့ဒီကျင့်ဝတ်တွေကိုစဉ်းစားတဲ့အခါမှာအဲ့ဒါခင်ဗျားတို့ဒီပြည်သူလူထုကိုလက်နက်အားကိုတင်အနိုင်ကျင့်ခြင်းမှရှောင်ကျင်ပါဆိုတဲ့နေရာကြီးကျွန်တော်အကြီးအကဲဆုံးနေရာပဲပေါ့နော် ။ဟိုကျွန်တော်တို့အရင်တော့ DVB အခုလေးတို့ဒီအစီအစဉ်လေးပြန်ရှိပါတယ်နော်။ဟိုပါပါလေကျွန်တော်ဆွဲဖွင့်မိတော့တကားညဆိုပြီးတော့ဆရာနေစုံနိုင်လုပ်တဲ့အစီအစဉ်မှာလို့ပေါ့နော်။စစ်သားဖြစ်လို့တနက်ကန်ရတနက်ကန်ရတော့ဆရာတော်ရှင်ဖြစ်ရဆိုသလိုပေါ့။အဲ့တော့ဒီကောင်လေးကတနက်ရှိလို့စစ်သားဖြစ်လာတဲ့အခါမှာဒီတနက်နေပဲစစ်ပြည်သူအပေါ်မှာဒီစစ်သားတွေကပြန်လေချင်းချောက်တာအနိုင်ကျင့်တာနော်ဒါတွေကကျွန်တော်နေစဉ်ရက်ဆက်တွေ့ကြရတဲ့အဖြစ်အပျက်တွေပါပဲဒါတော့ကျွန်တော်ဒီမျိုးပုံမှာမျိုးမျိုးပုံမှာကြီးကြရတဲ့သူတွေမဟုတ်လို့ဒီ lens နဲ့ပေါင်းကကျင်းနေပေမဲ့နော်ကျွန်တော်ကြေးလက် data တွေအထူးသဖြင့်လူမျိုးစုဒေတာတွေ မာဒီတောင်မိုဒေတာတွေမှာဒီမှာစစ်တပ်ဘယ်လိုတွေ့ချင်းနေလဲဆိုတာလေအားလုံးသိပါမယ်မိမိနဲ့မသက်ဆိုင်သောအမှုကိစ္စများနဲ့ဝင်မစွန့်ဘက်ကိုတတိပြုပါတယ်ဒီနေရာကျတော့ကျွန်တော်စပြီးတော့ဒီကျင်းဝင်း60အကြောင်းလေ့လာတဲ့အချိန်เนี่ยကျွန်တော်အဲ့နေရာမှာစဉ်းစားမိပါတယ်အဲ့တော့မိမိနဲ့မသက်ဆိုင်သောအမှုကိစ္စပေါ့နော်စစ်သားစစ်သားစီလူသားဖြစ်တယ်တည်သူလည်းဖြစ်တယ်တစ်ချိန်ထဲမှာပဲဒါပေမဲ့သူကလက်နက်ကင်နာရဲ့အတွက်သူကစစ်သားဆိုတဲ့အထဲမှာပါသွားတယ်အဲ့တော့ဒီစစ်သားနဲ့မသက်ဆိုင်တဲ့နော်ဟိုအမှုအမှုကိစ္စဆိုတာဘာလဲပေါ့နော်အဲ့တော့ ဟိုအမိန့်နဲ့မသက်ဆိုင်တဲ့ကိစ္စလားဘာကိစ္စလဲဂျားရဲကိုဘေးနားမှာမတရားမှုတစ်ခုခုတွေ့နေရင်ရောဘယ်လိုစဉ်းစားလဲစစ်သားတွေကအဲ့တော့ကိုဘေးနားမှာတခြားစစ်သားတယောက်ကဒီကျင့်ဝတ်တွေကိုဖောက်ပြက်နေရင်ရောကိုနဲ့သက်ဆိုင်တဲ့ကိစ္စလို့စဉ်းစားရလားကိုနဲ့မသက်ဆိုင်တဲ့ကိစ္စလို့စဉ်းစားရလားပေါ့နော်ဒါကျင့်ဝတ်60ရဲ့ပထမဆုံး10ချက်ပေါ်မှာကျွန်တော်စဉ်းစားမိတဲ့အချက်တွေပါဒီလူလူတို့ကိုဦးစားပေးပါမိမိမအခွင့်အရေးပုံမယူပါနဲ့ okay ဒီလူလူတို့အတွက်ဘာပဲလုပ်လို့ဘာပဲခိုင်းခိုင်းဒီလူလူတို့ကကြည်ဒူချင်တတ်ပါစေ ဟုတ်ရလားတကကြီးလို့မေးရမယ်ကြီးပဲတို့ခင်ဗျားတို့ကို့အတွေ့အကြုံတွေပဲနှိုင်းရှင်းကြည့်ကြပါတည်သူလူတို့ဤဘာသာရေးအယူဝါဒယဉ်ကျေးမှုတလေညာကိုလေးစားပါအင်တန်ကြီးရတဲ့တက်လုံးတစ်ခုလိုပဲဖက်ရတယ်ဘာလို့လဲဆိုမြန်မာစစ်တပ်ကတည်သူလူတို့ကိုတူးကျင်းရနေကျင့်ဝတ်စေပါမှဘယ်တစ်ဖက်အများသူတို့လိုက်နာကျင့်သုံးနေတာကိုခင်ဗျားတို့တွေ့ကြရတယ်ပေါ့နော်ဒါကတော့သူတို့တည်သူကိုကျင့်ရမယ်ကျင့်ဝတ်လို့ဆိုပါရင်အဲ့တော့လောက်ငယ်သားဖို့တူးကျင်းရမယ့် ကျင့်ဝတ်တွေရှိရဲတော့ဒါတွေကတော့သူတို့စစ်တက်ခဲ့စီယုံရင်းနဲ့ကျွန်တော်တို့ဒါတက်ခဲ့ထိန်းချုပ်မှုတွေအရာသူတို့ရေးထားတဲ့အချက်တွေပဲပေါ့နော်ငွေသားနဲ့အကျိုးသားရင်သားမခွဲကြပဲတရားနဲ့တော့ဆိုကုကေအုပ်ချုပ်ပါတော့ငွေသားနဲ့အတင်ကြတင်ပြချက်များကိုအရေးတူမှတ်သားနာယူပါတော့နော်ကျွန်တော်ဒီဟာ60သလုံးဖတ်ပြနေတော့ခင်ဗျားတို့အင်မတန်ပြင်းသွားလိမ့်မယ်အဲအဲ့ဒီမှာအင်မတန်ကြီးရတဲ့တခုလည်းပါပါတယ်နော်အကြီးအကဲများကိုပြုချင်ရနေစေပါတယ်ကျွန်တော်ဒီညမှာဗာပြောချင်လဲဆိုအကြီးအကဲတွေကလက်အောက်ငွေသားကိုပြုချင်ရမယ့်ကျင့်ဝတ်ကကြောင်း၅ပါးပဲရှိတယ်ဗျာ လက်အုပ်ငယ်သားတွေကအကြီးအကဲပေါ်မှာဒီကြံမယ်ကျင့်ဝင်ကြအောင်ဆယ်ပါးတောင်ရှိတယ်ခင်ဗျာဘယ်လောက်ထိတရားလားမတရားလဲဆိုတော့အဲ့တော့ဒီမှာဆိုရင်အကြီးအကဲနဲ့အမိန့်ကိုတိကျစွာလိုက်တာပါတွက်လက်ချက်လက်ဆိုနာခံမှာဟုတ်တယ်စစ်တပ်ဆိုတာ institution ဖြစ်တယ်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တယ်ဖြစ်တဲ့အခါကျတော့အမိန့်နာခံမှုနဲ့နော်ဒါလုံဆောင်မှုသည်ဟိုမှန်ကန်မှုလို့ရတယ်ဉာဏ်စံမှုလို့ရတယ်တိကျဖို့လို့ရတယ်โอเคဒီပုံမှာကျွန်တော်အမြင်မပေါ်အကြီးအကဲကိုချစ်ချစ်လေးစားပါ why why အဲ့လိုနောက်မလားကျွန်တော်တို့ အကြီးကဲတွေကိုချစ်ကြည်လေးစားပါဆိုတော့ဘလို့အကြီးကဲတွေကိုချစ်ကြည်လေးစားမှလဲဆိုတော့ဘောအကြီးကဲဖြစ်ုံနဲ့ကျွန်တော်တို့ကဖာကောင်းဖြစ်ရင်ကိုလေးစားနေရမှာလားစစ်ပစုံဝတ်ထားတဲ့ဖာကောင်းတွေအများကြီးခင်ဗျားတို့မြင်မှုကြမှာပါအထက်ကဘေးရဲ့ဆိုတောင်ဝင်ကိုဟိုရှင်ပြစွာကြေပုံအောင်ကြည်လင်ရှင်ပြစွာကြေပုံအောင်ထမ်းဆောင်ပါတယ်โอเคဒါလည်းအထက်ကနေအောက်ကိုဂျင်းထည့်တဲ့ကိစ္စပါပဲနော်တင်ကြပေးတဲ့အတက်တင်ကိုစီးဘူးတင်ကွာမှန်ပါတယ်ကြဒါတော့ဘလို့ပဲဖြစ်ဖြစ်ဆရာသပည့်ဆက်ဆံရေးအပေါ်အောက်ထောက်ဆက်ဆံရေး တင်ပြပြီဆိုရင်တော့စီးပူးတင်ယူရမှာပေါ့ဒါအမှန်လေလေအကြီးအကဲတဲ့ကကိုယ့်ဆရာသမားအဖြစ်အနည်းသဘောပိုက်ပါတယ်ဆိုဒီစစ်ဘိုလ်ချုပ်တွေစစ်ကောင်းဆောင်တွေကစစ်သားတွေအတွက်သူတို့ဆရာသမားတကယ်ဖြစ်ခဲ့ကြလားဆရာသမားဆိုကောင်းရောင်လမ်းညွှန်နိုင်နေသူကိုပြောတာပါနော်ကျွန်တော်တို့အဲ့တော့ဒီလူတွေကိုဆရာသမားအဖြစ်အနည်းသဘောပိုက်ရမယ်ဆိုတာဒါစစ်သားတွေကိုကျွန်တော်တို့ရော professional ဖြစ်ဖို့စစ်မိန်နာခံမို့ပြောနေတာမဟုတ်ဘင်းနဲ့စစ်ကြုံကြည့်ဖို့စဉ်းစားတဲ့အချက်လို့ကျင့်ဝင်လို့ကျွန်တော်ကတော့နားလေ နော်တော်တိမှန်ကန်စွာတစ္ဆာဆောက်မှာဆုံးမနာယူလွယ်တတ်ပါစေโอเคထားပါတော့အဲ့မှာအင်မတန်ကြီးရတဲ့ဟာပြောတော့မယ်ကျွန်တော်ပြောရင်ပြောရင်းနဲ့မကြီးရသေးဘူးဖြစ်တယ်အကြီးခင်းရသည်ဤတဲ့မိမိတဲ့ကြီးလေးသောတာဝန်ကိုထမ်းဆောင်နေရနေကြရသူများဖြစ်ကြအောင်အစီအမံအတိမတ်ပြုပါရယ်ကြာကြာထွားဟိုဆင်ဆင်ထွားဖို့လေခွေခွေထွားဖို့အဲ့တော့အကြီးခင်းတွေကသူဘာဖြစ်လို့လဲအကောင်ကြီးွားလို့လားမိမိတဲ့ကြီးလေးသောတာဝန်ကိုထမ်းဆောင်နေကြရသူများဖြစ်ကြအောင်အစီအမံအတိမတ်ပြုပါမယ်ဆိုတော့ဒီကောင်လေးဆက်လွှဲလုံးနေလေ ကျွန်တော်တို့ကအတူယူရမယ်ဆိုတဲ့သဘောဖြစ်တာဟုတ်ဘာတယ်လို့လဲဆိုတော့အကြီးကြီးတွေဟိုကလေဆရာလို့သဘောထားရမယ်ချစ်ကြည်လို့ယုံသေးရမယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့အစင်အဆက် corruption ကိုခေါ်တဲ့လက်ပေးလက်ယူမှုတွေလက်ဆောင်မှုတွေတည်သူကိုနှိပ်စက်မှုတွေတည်သူပိုဖိနှိပ်မှုတွေအကြီးကြီးတွေနေဝင်းပေါ့နော်အကြီးကြီးနေဝင်းကိုနမူနာယူပြီးအကြီးကြီးလေးတန်းရွှေဖြစ်လာအကြီးကြီးလေးတန်းရွှေကိုနမူနာယူပြီးအကြီးကြီးမင်းအောင်လိုက်ဖြစ်လာတယ်ဘာနဲ့ကောင်းကြိုးပြီးလို့တော့အကုန်လုံး ဒါလူလူကိုဖိနှိပ်ခဲ့စစ်ရဆွေးကောင်းနေကြီးပဲဖြစ်လာတဲ့ကျင့်ဝတ်ထဲကလမ်းကြောင်းလို့ကျွန်တော်နင်းလို့ရတယ်။ညီဒီကိစ္စမဆိုအကြီးကြီးထမ်းမှာမှန်မှန်အမှန်တိုင်းရေးဝန်တင်ပြပါ။ Okay ကျွန်တော်တို့ဒီဗီဒီယိုကဒါ public တင်မှာဆိုတော့ online မှာကြည့်နေပဲကြည့်ပြမယ်။အဲ့ဒီမှာစစ်တပ်ကလက်ရှိအမှုထမ်းနေတဲ့လူတွေကိုစစ်တပ်ကထွက်လာပြီးဒါ defense ဟောနော် CDM လို့လို့ကျွန်တော်တို့ဟိုဟာစစ်တုံးမဲမဲဖြစ်ဖြစ်ကြီးခွင့်ရတဲ့သူတွေကြည့်မိရောအဲအမှန်တမ်းရေးရုံကိုကိုစစ်သားပေါ်ရမှာကိုတင်ပြခွင့်ရရှိခဲ့ကြရည်လားဒါလေးပြန်ပြီး နှိုင်းရှင်စဉ်းစားအမိကိစ္စဘူးအကြီးကဲတဲ့ကဒီစ조사ရင်သာမခွဲကြပဲမိမိတို့ရဲ့အကျိုးစီးပွားကိုရှေ့ရှုဆောင်ရွက်နေကြအောင်အနည်းတတိတူပါတယ်ပေါ်တော်ကြီးရသေးတယ်ဗျာခင်ဗျာဟုတ်ရဲ့လားဟုတ်လားကျွန်တော်ပြောတာပြည်သူတွေစဉ်းစားဖို့မပြောနိုင်တော့ဒါစစ်ထေးစစ်တပ်ထေးကလူတွေပြင်ပြီးချင့်နေရမယ့်ကိစ္စအဲ့တော့ဆုံးတော့ကျွန်တော်ပထမပိုင်းပြောတဲ့ပြည်သူတွေပို့လိုက်နိုင်ကြုံကတော့ကျွန်တော်ပြည်သူဖြစ်တဲ့အတွက်ကျွန်တော်တိုက်ရိုက်တက်ဆိုင်အဲ့ဒါမဲ့စစ်တပ်ထေးမှာစစ်သားဖြစ်နေတဲ့သူတွေကအကြီးကဲဖို့တူချင်းရင်ကျင့်ဝတ်စေပါဆိုတာကျင့်ဝတ်မှမဟုတ်တာတဲ့ကျွန်ဆက်သွင်းတဲ့စာသားတွေပဲတောင် ခဏောမျက်စိပိတ်နားပိတ်ငါခိုင်းတာလို့ငါလုပ်တဲ့အတိုင်းလို့တော့ပြန်မပြောနဲ့နားမထောင်နဲ့ငါအမိတ်ပေးတဲ့အတိုင်းလို့မင်းတို့ဆရာမင်းတို့တဲ့ကြီးတဲ့ကိစ္စတွေလုပ်နေတာเนาะအာမချောင်နဲ့ဆိုရင်ကြီးနေဒါလူတွေကိုဂုတ်ချိုးတဲ့အတွေးအမြင်တွေပဲဖြစ်ပါတယ်အခြားရေဖို့အောင်ညူချင်အန်ညင်ဝစ်စေပါကျွန်တော်အများကြီးမဝေဖန်ခြင်းဘူးရေဖို့ရေဖက်နဲ့ပတ်သက်တဲ့ကိစ္စတွေဒါပါတယ်အဲ့တော့ ရန်သူကိုပြုကျင့်ရည်ကျင့်ဝင်၅ပါစစ်နေတဲ့တွင်ရန်သူကိုနေလိုမီလို့ကျင့်ပါတယ်။အော်တင်းတဲ့ထန်တဲ့တိုက်ခတ်ရမယ်။ရန်သူကိုရန်သူတို့ရန်သူလိုသဘောထားပါဒါလည်းမှန်တာပဲဗျ။ရန်သူကအနည်းအခံနဲ့မိမိကခွင့်လွတ်သည့်စိတ်ဖြင့်ပြုမှုဆက်ဆက်ပါဘူး။ဒီနေရာမှာဆိုရင်တော့ဒါညီမစကားရဲ့ boundary တွေမှာပြတ်တယ်ဖြစ်လာပြီ။ကျွန်တော်စစ်တိုက်တယ်ဆိုတာမတူညီတဲ့ရှုထောင့်အရင်ရှိရသူနှစ်ခုကြားမှာနော်လက်နက်နဲ့ရှင်ကြိမ်တိုက်ခိုက်တာနိုင်ငံရေးရဲ့ထင်ရှင်းလို့မရတော့လို့ invitation နဲ့ဒါတ냐ဖမ်းတာလည်းမဟုတ်ဘူး။တခိုးဖမ်းတာလည်းမဟုတ်ဘူး။အဲ့တော့ तू ကဘာလို့ခွင့်လွှတ်ရမှာ ခွင့်လို့စရာမလိုပါဘူးဒါခွင့်လို့ရမယ့်ကိစ္စတွေမဟုတ်ဘူးဒါတွေက professional ကြက်ကြက်ရှင်းရမယ့်ကိစ္စတွေရန်သူကိုမိတယ်စစ်တုံးမှဖြစ်ရင်စစ်တုံးမှဥပဒေအတိုင်းရေးယူရမယ်စစ်ပွဲထဲမှာရန်သူတူပြစ်ကိုပြစ်တေးအောင်ပြစ်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ तू ကိုမသိရင် तू မသိရင်ကိုသိမှာဟုတ်အဲ့တော့ကျွန်တော်တို့စစ်မတိုက်ဘူးเนาะဒါကျွန်တော်ဖတ်ထားမှတ်ထားလေးနဲ့ရှောက်ပြောတာနားကလုံးရင်လည်းတောင်းမှန်ပါတယ်အဲ့တော့ကျန်တာတော့လွတ်လပ်ရင်းနဲ့အချုပ်ချာအာနာတော့ဘာလို့ပေါ့ဗျာ အမစစ်သူတဦးချင်းပြူချင်းအနီကျင့်ဝင်အပား20ဆိုတာလဲပါပါတယ်ဒါမှတော့တစ္ဆာဆောင်သည့်ယိုသေးပါအဲ့တော့နိုင်ငံတော်ပေါ်တစ္ဆာဆောင်သည့်ယိုသေးပါလို့ပြောတဲ့အခါမှာနိုင်ငံတော်ရဲ့အရင်နှစ်အာဏာသည်တည်သူကဆင်းသက်လာတဲ့အတွက်တည်သူပေါ်တစ္ဆာဆောင်သည့်ယိုသေးရမယ်အချက်ပဲဖြစ်ပါတယ်အဲ့တော့စစ်သည်တော်တဦးချင်းညီမစစ်တပ်မှတရားဟိုအရင်တော့ ဟိုစီရေးကျွန့်ချက်ပုံကိုလိုလိုပါလိုလိုပုံကိုရဲ့ရှောက်ပြောကြစစ်တီ9သိန်းရှိတယ်လို့6သိန်းရှိတယ်လို့ပါတော့ဗောနော်အဲထားလိုက်ပါတော့သူတို့ပြောသလို9သိန်းရှိတယ်ပဲပြောပြော9000ရှိတယ်ပဲပြောပြောဗောနော်မြန်မာစစ်သားဖြစ်ဘူးတဲ့သူတိုင်းကိုကိုကိုတည်သူပေါ်မှာတကယ်တစ္ဆာစောင့်တည်ဘူးလေလားကိုဘေးနာကိုကိုကိုကြီးလို့ဗျာအတအမောင်ဖုံးနေလို့မနေရဘူးဆိုကိုဘေးနာကောင်ကြီးဗောငါဘေးနာတပတ်ရှဲကောင်အောင်တည်သူပေါ်တကယ်တစ္ဆာစောင့်တည်ယူသေးနေတဲ့ကောင်လားဆိုတာခဏတော့အဲ့လိုနှိုင်းရှင်ကြည့်ပါတော်လိုင်းရေးတွေပါတရားမလို့ဘူးနော်စီရီယယ်လောက်လာတရားမလို့ဘူး ကိုဗင်နာအခုဒါကြည့်နေတဲ့သူတွေထဲမှာစစ်သားတွေပါတယ်ဆိုရင်ကိုဗင်နာလူကိုကိုကြည့်ကျင့်ဝတ်60နဲ့တကယ်ညီလားဆိုပြီးကျန်တော်စစ်စည်းကန်းဟိုဟာလုတ်ပါတော့နော်ရိုးရိုးပဲနေတိုင်းစားတော့ပါတတွင်းစီလုံးနေတွေကိုတိဆောက်ပါပေါ့လေဒါကျင့်ဝတ်60ကိုကျွန်တော်အကြမ်းတင်ပြောပြရင်းနဲ့အဲကျွန်တော်သုံးသက်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီကျင့်ဝတ်တွေကဘယ်ကလာတာလဲအဲ့တော့ဒီကျင့်ဝတ်တွေက1953မှာနေဝင်းပြထန်းလေလို့ကျွန်တော်သိရပါတယ်။ဟောတခြားကျွန်တော်ရသလောက် source တွေကိုကျွန်တော်လိုက်လံစုံစမ်းပေးမယ်လေ။တခုခုကနေမိញန်းကိုကားလာတာဘာနေရာဘာနေရာထက် เนาะဟိုဥမာတက်မှာရှိတဲ့ဒါအတိတ်ညာပိုင်းရှိတဲ့ပုံကိုတွေကစူးစီးပြီးဖော်ထုတ်တာတော့ဗာတဲ့ကျွန်တော်ရရှိတဲ့သတင်းအချက်လဲကတော့နေဝင်းရဲ့ချပီးတယ်ဆိုတဲ့အချက်ကိုပဲကျွန်တော်ကြားဦးတယ်ဘိုးနေဝင်းလို့ကောင်ကချပီးတယ်ဂျင်ဝက်ကဗာထစ်လာလဲဆိုတော့မြန်မာစစ်တပ်ကိုဖိနှိပ်တဲ့ဖက်ဆစ်စစ်တပ်တစ်ခုကိုရဟိုစာရွက်ထဲကစာသားတွေပဲထည့်လာတယ်။ဘာကြောင့်လဲဆိုတော့အထုမှုတွေအချင်းအချံနေအဲရိုင်းရင်ပြောမယ်ဗျာစကျင်နေရကြတော့နေဝင်းအောက်ကျင်းအောက်ကနေနေဝင်းသားလောင်းလေးတွေနေဝင်းတရီတွေနေဝင်းသားပေါက်တွေပဲထည့်လာ အခုခဏရောခေါင်းထဲမှာပေါ်ရစ်စစ်ကောင်းတဲ့တရားကိုစဉ်းစားလိုက်ထားလိုက်ပါဗိုလ်ချုပ်အောင်ဆန်းတို့ဘာလို့ကျွန်တော်အငင်းပွားမယ့်ကိစ္စတွေမပြောခြင်းဘူးအဲ့တော့ဗိုလ်ချုပ်အောင်ဆန်းမရှိတော့ဘင်းနဲ့အချိန်ကနေစပြီးနေဝင်60နှစ်အာဏာသိမ်းပြီးသားကိစ္စမှာစဉ်းစားကြည့်လိုက်ပါစစ်ကောင်းဆောင်တရားလောက်ခဏရောခေါင်းထဲမှာကျင်းဝင်နေနေတဲ့လူတရားလောက်ရှိလားပေါ့နော်ကျွန်တော်အတွက်တော့မမြင်ဘူးကျွန်တော်ဖတ်တဲ့ညရှုတဲ့ညမှတ်တဲ့ညတွေမှာ ကျင့်ဝင်60နဲ့တိုက်တာတာတို့မဟုတ်အဲ့ဒီအရေးကြီးဆုံးပေါ့နော်ဒီစစ်တီတူးချင်းပြုချင်းရန်ဒီကျင့်ဝင်ဖြစ်တဲ့နိုင်ငံတော်ကိုတစ္ဆာဆောင်သည့်ယိုသေးပါဆိုတဲ့ကိစ္စနဲ့နိုင်ငံတော်ဆိုတဲ့ကိစ္စတွေကြားထဲမှာဆက်ဆက်ပြီးတော့တကယ်တည်သူအပေါ်ဟိုဟာဆောင်တည်ခဲ့တစ္ဆာဆောင်သည့်ရဲ့စစ်သားတွေ့ဘူးလားနော်ဒါစစ်တပ်ထဲမှာနောက်ဆုံးဒီကျင့်ဝတ်တွေနဲ့ဒီလိုလွဲချော်နေတွေမနေနိုင်ဘူးအမှန်တရားနဲ့ပူးပေါင်းကျင်နေတဲ့အတွက်ထွက်လာတဲ့သူတွေရှိတယ်။အဲ့တော့စစ်တပ်ထဲမှာကြံခဲ့တဲ့သူတွေမှာကိုယ့်ပုဂ္ဂိုလ်ဆက်ကြည့်ကြည့်ပါဦး။တမိုင်းကိုလည်းပြန်ကြည့်ကြည့်ပါဦး။ ဒီလိုကျင့်ဝတ်လိုက်နိုင်တဲ့စစ်တပ်တစ်ခုထစ်ခဲလားဆိုတဲ့ကိစ္စအဲ့တော့ဒါကတော့ဒီမှာစစ်တပ်ကနေပြီးတော့ဒါချမှတ်ထားတဲ့ကျင့်ဝတ်တွေပေါ့နော်ဘယ်သူချမှတ်တာလဲဆိုနေဝင်းချမှတ်တာပါအဲ့တော့ကျွန်တော်ဆက်ဆင်းလာရအောင်ကျင့်ဝတ်60စာမွေးပွဲတွေဘယ်လိုလုပ်လဲဆိုတဲ့ကိစ္စပေါ့အဲ့တော့ကျင့်ဝတ်60စာမွေးပွဲတွေကိုကျွန်တော်တိရအောင်ကျွန်တော်ဘယ်လိုလေ့လာလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ဒီຫນွေဥတော်လိုင်းအစပိုင်းမှာဆိုကျွန်တော်သူတည်တနာတချို့လုပ်ဖြစ်ပါတယ် အဲ့ဒါတော့ဒီ CDM movement မှာပါဝင်လာတဲ့စစ်သားတွေရေးတွေလက်နက်ကင်ဖွဲ့စည်းရလူတွေနဲ့တွေ့ဆုံတာတွေ interview တာတွေကျွန်တော်လုပ်ခဲ့ပြီးပါတယ်နောက်တစ်ခါကျတော့ဒီစစ်တုံ့ပန်းနေနဲ့ပတ်သက်ပြီးကျွန်တော်လေ့လာသုံးသပ်တာသူတည်တနာပြူတာ interview ပေါ့နော်ကျွန်တော်အားလုံးပေါင်းယာကနန်းကျော်ကျွန်တော်သူတည်တနာတွေလုပ်ခဲ့ပြီးဟို interview တွေလုပ်ခဲ့ပြီးပါတယ်အဲ့ဒီမှာအားလုံးကိုကျွန်တော်မေးမိတဲ့မေးခွန်းကတော့ကျင်းဝ60ကိုနားလေလားကျင်းဝ60စာမွေးထေဘူးလားကျင်းဝ60ပေါ့ဘလို့ညင်လဲဆိုရင်မေးခွန်းနဲ့မေးဘူးပါတယ်အဲ့တော့ကျင်းဝ60စာမွေးထေဘူးလားဆိုရင် ကျွန်တော်တွေ့ခဲ့ဘူးတဲ့သူတွေမှာကျွန်တော်60ဆောင်းမထည့်ခဲ့ဘူးတဲ့သူအင်တာနက်တွေအဲဒါမဲ့တိကြနေပေါ့ဗျာဒါတက်ဆိုရင် institution အောက်မှာရှိနေတဲ့ခါကြတော့တိရတဲ့တော့ဆိုရေးထည်နေနှုတ်ထည်ရှိတယ်တဲ့ဟုတ်ဟုတ်တာပေါ့ဒါကျင့်ဝင်ဆိုတော့ဒါရေးထည်နှုတ်ထည်ရှိတယ်ပေါ့ဘာစစ်လဲဆိုဝေဆာစစ်မှုစစ်တယ်ဟုတ်တာပေါ့စစ်တက်ကလေ institution show show ကောင်းရမယ်စနစ်ကျရမယ်เนาะဒါ mobilization နဲ့လည်းဆက်ဆက်တဲ့ကိစ္စကြတော့ဝေဆာစစ်မှုစစ်တဲ့အပေါ်မှာလေအစီဒါမဲ့စစ်တာလို့တခြားဒီဝေဆာစစ်မှုတွေပိုင်းလေကျင့်ဝင်ပိုင်းနဲ့ပတ်သက်ကြတော့ဘလို့စစ်ဆေးရလဲဆိုတော့သူကအလွတ်ထည်ရတာတဲ့ နော်ဒီဟာကိုဘလောက်အလွတ်ရလေဒီကျင့်ဝတ်60ကိုနောက်တစ်ခါကျတော့အဲ့လိုမေးတဲ့အချိန်မှာအထင်အငို့ဟိုအထင်အငို့ဘလောက်ရှိမရှိဒါတွေက marketing skill တွေပေါ့အမှတ်ပေးစီးနေနေမှာပါပါတယ်တဲ့နောက်ပြီးတော့တချို့မေးခွန်းတွေကြာရင်တဲ့သူကဘယ်ကျင့်ဝတ်မှာစလုံးရေဘယ်နှလုံးပါလေလို့မေးရင်အာဒီကျင့်ဝတ်မှာတော့စလုံးရေဘယ်နှလုံးပါပါတယ်ဆိုထင်နိုင်မှုလို့တွေဆိုတာမျိုးလေကျွန်တော်ကြားရပါတယ်ကျွန်တော်ကိုယ်တိုင်မဖြေဘူးနော်ကျွန်တော်တဆင့်ကြားမှားရင်ထင်ရင်လေခင်ဗျားတို့သိတဲ့သူတွေဝင်ထောက်ပြီး comment မှာပြောပေးလို့ရတယ်နော်အဲနောက်တစ်ခါကျတော့ဘာလဲဆိုတော့တဲ့ ညီသည်အခရာနဲ့စသောကျင့်ဝတ်ဘယ်နှကြိမ်ရှိသလဲဆိုတော့ဘယ်နှကြောင်းရှိသလဲဘယ်နှခုရှိသလဲပေါ့နော်ဥပမာဆိုရင်စာလုံးနဲ့စတဲ့ကျင့်ဝတ်ဘယ်နှခုရှိလဲဆိုရင်မိကုံတို့ဖြစ်မယ်ထင်တယ်အဲအဲ့တော့ဒါဒီကျင့်ဝတ်ကိုလိုက်အောင် train နေတာမဟုတ်ဘူးကျင့်ဝတ်ကိုအလွတ်ရအောင်လုပ်နေတာအော်ဒီကျင့်ဝတ်တွေအလွတ်ရအောင်ဘာဖြစ်လဲ passive sitter ဖြစ်ပါတယ်ဘာလို့လဲဆိုကျင့်ဝတ်ကိုကျင့်ကြံအောင်နော်လိုက်နာအောင်စွဲနေအောင်ထိန်းချုပ်တဲ့လူတွေဦးစီးရတဲ့လူတွေမှလည်းမရှိသလို့ အဲကျွန်တော်တို့ဓာရီကိုအလွတ်ချက်စနစ်နေပဲเนาะကျွန်တော်တို့ခေါင်းထဲမှာဒီခေါင်းလေးဒီကျင့်ဝတ်တယ်ဆိုရင်ဘာ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 ဆိုပြီးတော့နော် parallel landing ပဲရအောင်တို့လှုပ်ထားတာဖြစ်တဲ့အတွက်ဒီမှာစစ်တပ်ကြီးကျင့်ဝတ်မဲတဲ့စစ်တပ်ကြီးတခုဖြစ်လာတာတော့မထူးဆန်းပါဘူးเนาะအဲ့တော့ဟိုကျွန်တော်နည်းနည်းထပ်ပြောရရင်တခုနှစ်ခုလောက်ပဲထပ်ပြောမှာပါဒါကတော့သုံးသက်ချက်ပါအဲ့တော့ကျင့်ဝတ်ဆိုစာရုပ်ပေါ်မှာရှိတဲ့ကိစ္စမဟုတ်ဘူးခင်ဗျအလွတ်ရလို့လည်းအရေးမကြီးဘူးကျင့်ဝတ်ဆိုလိုက်နာရမယ့်ကိစ္စပါအဲ့တော့မြန်မာစစ်တပ်ပေါ့မြန်မာစစ်တပ်ကြီးဖက်စစ်ဂျပန်ဒေါ်လာအင်းနဲ့အတူဒါဘောကျောင်းဆန်မွေးဖွားလို့ပေါ်ပေါက်လာတယ်လို့ပြောကြတယ် အော်ဖက်စစ်ဂျပန်ဒေါ်လာရင်းတော့ဖြစ်တယ်ဒုတိယကမ္ဘာစစ်ပေါ့နော်ဖက်စစ်ကဒီဂျပန်ရဲ့လေးချင်းတင်ကြားမှုရဲဘော၃ချိန်နဲ့အတူပေါ့နော်ပေါ်ပေါက်လာတယ်ဖက်စစ်ဂျပန်ကြီးရတင်ကြားယူတယ်လွတ်လပ်ရေးရတယ်ပြည်ရင်းစစ်ရောင်းဆုံးတဘုံတို့ပြောသလိုနှစ်ပေါင်း80ကျော်တိုက်တယ်ချင်းဝစ်တေစာအုပ်စာရန်တွေစစ်တပ်ကထုတ်ထားတဲ့မန်နူရီတွေကိုလေ့လာခြင်းစာရွက်ပုံကအကုန်ကောင်းတယ်ဒါပေမဲ့ဘာတလို့ကောင်းမွန်လဲစစ်တပ်မဖြစ်လာလဲချင်းမကောင်းလို့ဘာသူချင်းကဦးစီးကောင်းဆောင်နဲ့ကောင်းချင်းမကောင်းလို့လက်အောင်ငယ်သားအစင်းစင်းရတယ် ဆောက်ချစ်မကောင်းတဲ့နေဝင်ရတယ်ဆောက်ချစ်မကောင်းတဲ့တန်းရွှေဆောက်ချစ်မကောင်းတဲ့တန်းရွှေနဲ့ဆောက်ချစ်မကောင်းတဲ့မင်းအောင်လိုင်းဟိုဆောက်ချစ်မကောင်းတဲ့မင်းအောင်လိုင်းနဲ့ဆောက်ချစ်မကောင်းတဲ့ကျော်စွာလေးနော်နော်ဘာလို့ဆက်လာတော့မှာသူကဒါဘာလုပ်နေရလဲဆိုတော့သူတို့ရဲ့ကျင့်ဝတ်ဆိုတဲ့ဟာတွေဒီညမာစစ်တက်ကကျင့်ဝတ်ဆိုတဲ့ဟာတွေဒီညမာစစ်တက်ကကျင့်နေရတော့ဟိုပါပဲဟို totally different เนาะလုံးလုံးကွက်ကွက်တက်ကြပဲကျွန်တော်တို့အာနည်းနည်းထွေးရွှေရှက်တွေရှိနေမလားတော့ကျွန်တော်ကြည့်စရာမလိုဘာတလို့လဲဆိုတော့ကျင့်မကောင်းဘူးအဲ့တော့ဒီနေရာမှာဘာကြောင့် ီလိုစိုးခြင်းမကောင်းတဲ့စစ်တပ်ဖြစ်လေဆိုရင်စောစောပြောရတဲ့ချက်ကိုပဲတရားပြောပါမယ်။ဘာလဲဆိုတော့ချင့်ကြံအာထုံမှုမရှိဘူး။အလွတ်ချက်စနစ်နဲ့ပဲသွားရင်ဦးစီးခေါင်းဆောင်နဲ့ကောင်းနေရလေစိုးခြင်းမကောင်းဘူး။အဲ့တော့စစ်တပ်ဒီ professional စစ်တပ်တို့ကျင့်ဝတ်လိုက်တာတော့စစ်တပ်တို့မဖြစ်လာဘဲနဲ့ကျင့်ဝတ်60ရာဇာရွက်ပုံမှာရှိတယ်။အလွတ်ရတဲ့ကောင်ကအလွတ်ရတယ်။အလွတ်မရတဲ့ကောင်ကအလွတ်မရဘူး။အေးဒါမှမဟုတ်လိုက်နာတဲ့ကောင်တော့မရှိဘူးဆိုတော့အခြေအနေမျိုးရောက်ရှိလာပါတယ်။နောက်ပြီးကျွန်တော်တို့ပြောရမယ်ဆိုဘ ෝජ ောင်းဆန်ထူထောင်ခဲ့တယ်ဆိုတော့ခေါင်းငင်အောက်ကနေဒီနေမှာစစ်တပ်ကြီးကိုကျွန်တော်တို့ ဟိုစီမံမံပြီးဆေးလိမ့်မေးဖို့စူးစမ်းခဲ့တဲ့သူတွေလည်းရှိပါတယ်เนาะအဲ့တော့ဘလို့ပဲစီမံမံပြီးဆေးလိမ့်မေးဆေးလိမ့်မေးမြန်မာစစ်တပ်ကတော့လူလူလူမွေးလူရောင်မတရားအောင်လူမွေးလူရောင်လို့ပြောတဲ့အခါမှာအုပ်စက်တနေရေးမြစ်ကိုပြောတာမဟုတ်ပါဘူးယူနီဖောင်းရောင်ကိုပြောတာမဟုတ်ဘူးစစ်နေရမှာပြောတာပါစစ်ကောင်းနေစစ်တပ်တခုတော့ဖြစ်မလာဘူးဒါပေမဲ့တကယ်စဉ်းစားကြည့်အောင်ဒီစစ်တပ်ဒီတစ်ချိန်လုံးကတော့အင်မတန်ဒါဘာမှဒီစစ်တပ်တမန်ကိုစိတ်ဝင်စားနေသူတွေဆိုရင်သိကြလိမ့်မယ်ဘောကြောင်ဆန်းစားတဲ့ထူထောင်စဉ်အခါလွတ်လပ်ရေးရစဉ်အခါတချို့ဒီအနေကွဲတဲ့အရာမျိုးရှိနိုင်ပေမဲ့ နော်ရောင်သူတမုံကိစ္စတို့ဘာတို့နော်သူတို့ဆွဆွဲပြုတ်ဆိုပြီးရဲ့အချိန်မှာဒါတောင်တဲ့ဒေသလူမျိုးစုဒေသမဟုတ်ပေမဲ့မဟုတ်တဲ့သူတွေကြားထဲမှာဆိုရင်အသက်အိုးရင်စီးတဲ့ကိုကာကွယ်ပေးလို့ဆိုပြီးတည်သူချစ်တဲ့စစ်တပ်ဖြစ်ခဲ့ပါသေးတယ်။တရုတ်ထုကာကွယ်မှုကိစ္စနော်ဒီလိုဒီလိုဟိုဖြစ်လာခဲ့စစ်တပ်ကိုအင်မတန်ချစ်ကြတဲ့လှိုင်းတွေလှိုင်းတွေရှိခဲ့ပါတယ်နော်ဒါ2015နဲ့2020ကြားမှာဆိုရင်လေလူတချို့ကလွဲလို့ပေါ့ဗျာအဲတိကျတယ်2010နဲ့2020ဒီမိုကရေစီအသွေးကူးကြောင်းကာလမှာလေလူတချို့ကလွဲလို့တော်တော်များများစစ်တပ်ကိုမချစ်ရင်တော့ ဒါစစ်တပ်ကြီးကြီးကောင်းဟိုမစိုးပါဘူးတံပြင်လို့ရမယ်ဆိုရင်စိတ်သက်တည်းရှိခဲ့ကြတာပဲဒါကြောင့်မလို့လေစစ်တပ်နဲ့အတူဂျီနိုဆိုက်ကိုပာဝင်ကျူးလွန်ခဲ့ကြတာတွေပဲကျွန်တော်တမိုင်းမှာတွေ့ခဲ့ရပါတယ်အဲ့လိုတည်သူကချက်လိုက်မုံလိုက်ဖြစ်ခဲ့ပေမဲ့ဒါနှစ်ပေါင်း90တည်တန်းခဲ့တဲ့စစ်တပ်ကြီးရဲ့တရေကိုကြည့်ရင်တော့တရေနဲ့ရလက်ကိုကြည့်ရင်တော့ကြည့်မကောင်းတဲ့စစ်တပ်ကြီးတစ်ခုပဲဖြစ်နေပါတယ်အဲ့တော့ကျွန်တော်တို့ကအခုချိန်မှာလူဘလောက်ချစ်ချစ်လူဘလောက်ထောက်ခံထောက်ခံလက်လက်ကင်နာတဲ့အဖွဲ့အစည်းတွေဒီ ကျင့်ဝတ်ဆိုတဲ့အရာကိုစာရွက်ထဲမှာပဲထားအလွတ်ပဲကြက်ထားအုံနောက်ထဲမှာမှတ်မိရအောင်လွှဲလို့နှလုံးသားထဲမှာလည်းမရှိလက်တွေလည်းမကျင့်သုံးရင်နှောက်တစ်ချိန်ကျရင်မြန်မာစစ်တပ်လိုဖက်ဆစ်စစ်တပ်စစ်ကြင်မကောင်းတဲ့စစ်တပ်ဖြစ်သွားနိုင်တဲ့အခြေအနေရှိတယ်ဆိုတာလေးကိုပြောကြလိုပါတယ်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ဟာမပြီးခင်လည်းထပ်ပြောချင်တာဒါသည်ကျွန်တော်ကိုတွဲကိစ္စမဟုတ်ကျွန်တော်တစင်ခံလေးလာထားတဲ့ကိစ္စမြန်မာစစ်တပ်ထဲကကြည်နေတဲ့သူတွေစစ်တပ်ထောက်ခံနေတဲ့သူတွေရှိတယ်ဆိုရင်လည်းမြန်မာစစ်တပ်ကကျင့်ဝတ်နဲ့ညီတဲ့အချက်ကလေးတွေထောက်ပြဖို့ကျွန်တော်ဉာဏ်လင်းပွင့်ပေးဖို့ညတော်ရခံလို့တယ် အဲစစ်တပ်တွေမှာတော့မရှိတော့ဘူးစစ်တပ်မိသားစုဝင်နေတော့မဟုတ် CDM လောက်လာတဲ့သူတွေစစ်တုံးမန်းတွေစသည်ဖြင့်ပေါ့နော်အခြေအနေမျိုးမျိုးကြောင့်စစ်တပ်ကပြင်ပရောက်သွားတဲ့သူတွေကလည်းကိုယ်အတွေ့အကြုံရအဲဒီကျင့်ဝတ်60တော့မဟုတ်ကျင့်ဝတ်တစ်ပါးတစ်ပါးနဲ့ညီတဲ့စစ်ကောင်းဆောင်နော်စစ်ဘုံအဲဒီလိုပုံကိုယ်ရနေရှိရင် comment မှာညွှန်ပြပေးဖို့ညက်တာရက်ခံပါတယ်ကျွန်တော်ပြောတဲ့အထက်မှာခဏတော့သဘောမတူတဲ့အချက်တွေပါရင်လည်းကျွန်တော်လာပြီးတော့ comment မှာထောက်ပြပေးပါဗျာကြည့်ရှုပေးတော့အားလုံးကျေးဇူးတင်ပါတယ်